โอเคအားလုံးပဲဒီနေ့ကတော့ကျွန်တော်တမီးလေးသွားရတဲ့နေရာကိုလိုက်ပို့ပေးမှာဘလော့လေးဖြစ်ပါတယ်။ကဲတမီးလေးနဲ့အပြင်မသွားခင်တမီးလေးကိုရေချိုးပေးလိုက်အောင်ပဲ။ကဲလိုက်ခင်နော်။လိန်မာလိုက်တာပါအသမီးရဲ့လိန်မာလိုက်တာသမီးပြဘယ်ကမယားလေးရဲ့ယူထုံးမယ်မန်ဂိုလာခဏဒီမှာမွေးလိုက်တာ 부끄러운 부끄러운 그런 이상형을 예조님이 봐왔냐? 뭐 이래요? 뭐 이래요? 이래 부끄러운 예조님 와. 고정이야. 아니 맨날 대배우. 아. 대배우. 明年你留，明年明年明年。 ိနဲ့တူချင်တယ်။သွားရစေရတယ်ဒီသူရင်းလေးကိုပဲတောက်ပေးရဲ။ဘာဖြစ်လို့ဆိုကလေးလေးဆိုသွားရမတိုက်တတ်တဲ့ကလေးလေးဆိုရှင်သွားရစေလေးကိုမျိုးချလဲဘေးရနေဘာမှမရှိဘူးပြီးတော့ fluoride က free ဆိုတော့ခါကြတော့စိတ်ချရရဲ။အဲ့ဒါသမီးလေးကိုဒီဟာလေးနဲ့ပဲတိုက်ပေးဖြစ်ပါရဲ့။ What do three four five six seven eight nine ten one two three four five six seven eight nine ten ်သမီးလေးကိုလိုရှင်းလို့အဲလိုရှင်းလို့မှာပဲသမီးလေးတော့ဆိုလဲပြူရင်းကပြီးလိုရှင်းလေးပဲဘာဖြစ်လို့လဲဆိုတော့ဒီဟိုကလိုရှင်းလေးရလိမ့်ပြီးသွားလို့ရှိရင်သူ့သားလေးမှာအေးအေးလေးဆိုတဲ့ခံစားချက်လေးကိုလည်းခံစားရသေးတယ်ပြီးတော့ baby အနံ့နေရကြတော့ baby နံလေးလိုမျိုး no နံလေးပေါ့နော်အဲ့လိုမျိုးလေးဖြစ်တယ်တဘာဝအတိုင်းလေးလည်းဖြစ်တယ်ပြီးတော့ဆရာဝန်တွေကအပြေးဝထောက်ခံပေးထားတယ်ကြောင့်ကလေးရဲ့အသားရတွက်ကိုလည်းဘာဘာမှအနံ့မရှိဘူးနော်တော့အနံ့မရှိကလေးတော့ပို့သမီးလေးလည်းရသမီးလည်းရကြိုက်တယ်ဟုတ်ပါတော့ Okay, all the way. ော်တို့နဲ့အတူကျွန်တော်တို့ vlog လေးလိုက်ကြည့်ရအောင်နော်ကဲအခုကတော့ကျွန်တော်တို့မိသားစုခုနမိုင်6ဖာလောက်မှာရှိတဲ့တထေးကျွန်းအပန်းဖြေနေရာလေးကိုပြူသွားနေပါပါ။အဲကျွန်တော်တို့ ਨੇ အတူလိုက်ခဲ့ကြနော်။ကဲအခုဆိုလို့ရှိရင်တထေးကျွန်းကိုရောက်ပါပြီ။တထေးကျွန်းကိုရောက်ပါပြီ။ ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမိသားစုအပန်းဖြေလို့ရတဲ့နေရာလေးအများကြီးရှိတယ်ပြီးတော့ကျွန်တော်တို့ဒီလေနဲ့စီးပြီးတော့ရေပင်ထဲမှာရှောက်ကြည့်လို့ရတဲ့နေရာလေးလည်းရှိပါတယ်သမီးလေးကတော့ဒီမှာအရန်ကိုပြောနေတာပါကဲဒါဆိုလို့ရှိရင်သမီးလေးနဲ့အတူလေတူစီးမယ်နော်အမ်သမီးလေးအရန်ကိုပြောနေတာပါ ကဲသူကဒီကျွန်တော်တို့ရန်ကုန်မြို့နယ်မနီမဝေးလေးမှာရှိရတော့ဒီမိသားစုတွေတို့ကပန်းဖြေလို့တော့အရန်ကိုအဆင်ပြေတယ်။ကျွန်တော်တို့မိသားစုတွေကတော့ဒါအဲ့ကိုပထမဆုံးရောက်တာပေါ့နော်။အရန်ကိုပျော်ဖို့ကောင်းပါလေ။ဒီမှာကျွန်တော်တို့လိုမျိုးလာပြီးပန်းဖြေနေတဲ့လူတွေလည်းအများကြီးပဲ။ကဲနေကနည်းနည်းပူတော့တမီးလေးကနည်းနည်းလေးစူပါပေါ့လေးဖြစ်နေပြီ။ ပြီးတော့ကျွန်တော်နဲ့မျိုးသမီးနဲ့အဲဓာတ်ပုံထားတာလေးရိုက်လို့ရတဲ့နေရာလေးတွေဒီမှာအများကြီးပဲရှိတယ်ပြီးတော့ဒီအခုတထေးကျွန်းမှာကသူဒီအစားတောက်လေးရာလဲတော်တော်လေးအရသာရှိရပါတော့ကျွန်တော်တို့မိသားစုကတော့ဒါပထမဆုံးရောက်တာပဲတမီးကတော့ဒီကိုရောက်တော့အယမ်းကိုပျော်နေတာ ရအစားတောင်းနေရတော်တော်လေးကိုအရသာရှိပါတယ်ကဲပြီးတော့ဒီမှာကျွန်တော်တို့ဒီဟိုတချင်းဆိုလို့ရတဲ့နေရာလေးလည်းရှိတယ်အဲကျွန်တော်တို့ဇနီးမောင်နှံရဲ့တမိတရားဝင်နဲ့ဆိုလိုက်တယ်အချင်းဆိုလို့ရတဲ့နေရာလေးတွေရှိတယ်ဆိုတော့ဒါတော့မိသားစုဒီ9မိုင်6ပါလုံးဆိုတော့ရန်ကုန်နဲ့နေနေလေးဆိုတော့ကျွန်တော်တို့ AA စစ်စစ် အားလဲဒီမှာလာပြီးပန်းဖြေပြရပါဘောနော်ကျွန်တော်တော့အရန်ကန်ကောင်းပါလေအရန်ကိုတင်ပါလေမြို့သမီးတွေကိုရထားတာသမီးတွေကဟိုမှာစော့နေပါပြီဒီနေ့ဘလော့လေးကိုအဆုံးထိကြည့်ရတဲ့တယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ပါတယ်ဗျာနောက်ထပ်ဘလော့လေးတွေမှာလည်းပြန်ဆောင်ပေးကြမယ်နော်တတအားလုံးပဲတတ